င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ဇူလိုင်လမှာကြားပြတ်အစိုးရပုံစံအသစ်ကိုစကောင်စီပြောင်းဖွေရှိရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်ဆောင်ကလာမယ့်ဇူလိုင်လမှာကြားပြတ်အစိုးရတရက်ကိုပြောင်းလဲဖွဲ့စည်းလိမ့်မယ်လို့နေပြည်တော်ရှိသတင်းအရင်းမြစ်တခုကသတင်းဌာနကိုပြောပါရတယ်။အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကလုံကနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီး6လစီတတန်းတူအုပ်ချုပ်နေရ။ဇူလိုင်လ31ရက်နေ့မှာတတန်းကုံဆောင်တော်မှာဖြစ်ပြီးနောက်ထပ်6လတတန်းတူမှလာရွေးကောက်ပွဲအတွက်ပြင်ဆင်မှုဖြစ်တဲ့အစိုးရတရက်ဖွဲ့စည်းမှလာဆိုတဲ့မြင်ကွန်းကိုကြားပြတ်အစိုးရဖြစ်လိမ့်မယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့တရင်ရှင်းမြစ်တွေကပြောပါရယ်အာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကရွှေကောက်ပွဲကိုလေးပိုင်းခွဲပြီးဒီဇင်ဘာတတိယပတ်နဲ့စရုပ်တာပတ်2026ခုနှစ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တွေမှာကျင်းပပြုလုပ်မှာဖြစ်တယ်လို့မလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါရယ်အစိုးရပုံစံကိုမြည်တို့ဖွဲ့စည်းမိကိုအသေးစိတ်ပြောရရင်တော့တရင်ရှင်းမြစ်ကညင်းဆန်ပါရယ်ဝါရင်နိုင်ငံရဲ့အကဲခတ်တအုပ်ဖြစ်သူဦးတန်းစိုးနိုင်ကစစ်ကောင်စီဖွဲ့ဝင်တွေလွှမ်းမိုးနေတဲ့အစိုးရပုံစံကနေအရသာပုံစံဘက်က ကိုပြောင်းပြီးတော့ဖွဲ့ဖို့မျှော်လင့်ရပါတယ်။ဒါကြောင့်မင်းအောင်လှိုင်နေတဲ့တမရတို့ဝင်ကြီးချုပ်ယာလူတွေကိုတော့အခြားသူတွေနဲ့အစားထိုးလာနိုင်တဲ့အခြေအနေမျိုးရှိရလို့ယူဆအကြောင်းတရင်ဌာနကိုပြောပါတယ်။ အစုံရပုံစံတင်မှာစစ်ကောင်းဆောင်အနေနဲ့ကာကွယ်ဦးစီးချုပ်တာဝန်ကိုသာဆက်ယူထားနိုင်တယ်လို့သူကစက်ပြောပါရယ်။မင်းအောင်လိုင်းကစစ်ကောင်းစီမှဥက္ကဋ္ဌ၎င်းရဲ့အစိုးရဖွဲ့မှဝင်ကြီးချုပ်ဖြစ်နေခဲ့ရကနေပြီး2024ခုနှစ်ဇူလိုင်လ31ရက်ကအရှိဘော်အခြေအနေတက်တန်းတူးချိန်မှာယာယီသမရဖြစ်သူဦးမြင့်စွေကျမ်းမာရေးမကောင်လို့မတက်ရောက်နိုင်ခင်ရကယာယီသမရတာဝန်ကိုပါလွှဲပြောင်းယူခဲ့ပါရယ်။စေယုတ်စုဆက်လက်ကင်ဆယ်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလွန်ကိုနိုင်ငံတော်သမရဒုတိယသမရနှစ်ဦးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကာကွယ် ွင်ဦးစီးချုပ်ဒုတိယကာကွယ်ဦးစီးချုပ်ကာကွယ်ဝင်ကြီးနိုင်ငံခြားရေးဝင်ကြီးပြည်ထောင်ဝင်ကြီးနဲ့စိုင်းရဝင်ကြီးအပါဝင်စုစုပေါင်း၁၇ဦးပါဝင်ပါတယ်။ဒါပေမဲ့၂၀၂၁ခုနှစ်ဖေဖော်ဝါရီလနေ့မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ရွှေကောက်ကန်အစိုးရရဲ့တမနာဦးဝင်းမြင့်ဖမ်းဆီးခံထားသလိုအမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်ဝင်းခိုင်တန်ကအာဏာသိမ်းစစ်အုပ်စုကိုတော်လှန်နေအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဒုတိယသမ္မတဦးဟင်နေရီဘန်တီယိုမှာအစောပိုင်းတွင်ကာလုံစည်းဝေးများတက်နေခဲ့တယ်လေ2024ခုနှစ်ဧပြီလ22ရက်နေ့ကလေးကကျန်းမာရေးကြောင့်အနားယူခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့အထွေထွေထိုးစစ်ပြည်လုံးကျွတ်တိုက်ပွဲဖြစ်လာပါကပြည်သူများတနိုင်းတဲ့ဘက်ကပါဝင်ကြဖို့ဦးမင်းကိုနိုင်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ဗဟိုချက်ဗတ်ပေါင်းဆောင်ကဝိုင်းတိုက်နေရဆိုတဲ့အသိပေးရမယ်လို့ပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ဝင်ကြီးဌာနကကြေညာထားပြီးဖြစ်တဲ့အထွေထွေထိုးစစ်ဖြစ်လာပါကပြည်သူများပါဝင်နိုင်တဲ့အခြေအနေမှာပါဝင်ဖို့ ခုကလေးကစဉ်းစားထားကြဖို့88မျိုးဆက်ခေါင်းဆောင်တော်ဖြစ်တဲ့ဦးမင်းကိုနိုင်ကတိုက်တွန်းပါတယ်။မေလ16ရက်မှဇွန်လအထိပြုလုပ်မယ်။ ပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီးအီယာရီကမ်ပိန်းဖွင့်ပွဲခန်းနာမှာဦးမင်းကိုနိုင်ကအခုလိုပြောဆိုခဲ့တာပါကမ်ပိန်းကအီယာရီတိုင်းစစ်ဌာနချုပ်အောက်ရှိပြူရတန်ရင်တပ်ဖွဲ့စစ်ကြောင်းများရဲ့လိုအပ်ချက်တွေကိုထောက်ကူရန်ပုံငွေကျပ်သိန်း9000ရရှိရေးရည်မှန်းထားတာဖြစ်ပါတယ်ဒီကမ်ပိန်းသာမကဒီလှုပ်ရှားမှုအပြင်အထွေထွေထိုးစစ်ပြည်လုံးချုပ်တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာငွေကြေးသာမကသတင်းပေးနိုင်တာထမင်းကြွေးနိုင်တာစောင့်ရှောက်နိုင်တာဝင်ပြီးတော့မလုပ်နိုင်တယ်လို့ဆိုတဲ့အချက်တွေကုကရေကတွေးထားပါလို့ဦးမင်းကိုနိုင်ကပြောပါတယ် အထွေထွေထိုးစစ်လာမှာကိုကာကွယ်ဝင်ကြီးဌာနကလည်းကြီးညာထားပြီးဖြစ်တယ်လို့၎င်းကဆိုပါတယ်။ရန်သူကိုတီပါစီဆိုပြီးပြောင်ဖွင့်ပြီးတော့ကြီးညာတဲ့ရင်ဆိုင်နေရတဲ့ကိစ္စပေါ်အဲ့ဒီခါကျရင်တပြည်လုံးအတိုင်းအတာနေနဲ့ဟန်ချက်ညီဖို့ပါပဲလို့ဦးမင်းကိုနိုင်ကပြောပါတယ်။ရန်သူစစ်ကောင်စီကိုယ်တိုင်တီပြီးဖြစ်တဲ့အချက်လက်ဖြစ်တဲ့လမ်းပိုင်းတွေကိုတော်လိုင်းတက်များစုမှုနိုင်ခဲ့လို့အရေးကြီးတဲ့ပစ္စည်းများတင်ယူခြင်းအပါအဝင်တော်လိုင်းအောင်မြင်ရေးအထောက်အကူများရရှိခဲ့တယ်လို့ပြောပါတယ်။လမ်းပိုင်းတွေရဲ့စုမှုထိန်းချုပ်နိုင်မှုကိုပြောရင်တော့ဒီတော်လိုင်းအောင်ဖို့အတွက်အလုံးစုံစစ်ပွဲ ဒါရီအောင်ဖို့အတွက်အရေးပါတဲ့ကဏ္ဍတွေဖြစ်တယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးမှာ တစုတစ်ဖွဲ့ကောင်းတိုင်လို့မရကြောင်းရှင်းပြပါတယ်မြစ်ထဲချောင်းတွေကဖြတ်ပြီးတက်တဲ့သူကတက်မယ်တောင်ပေါ်ကဆင်းတဲ့သူကဆင်းမယ်ကံယူရန်ကနေထိုးတဲ့သူကထိုးမယ်စသဖြင့်ပေါ်ဒီလိုဖြူဟာကြကြတိုင်းနေနိုင်ကြဖို့လိုတယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်အခုလှုပ်ရှားမှုတွေကနေရဒေသတစ်ခုရဲ့အတွက်မဟုတ်ပဲပြည်ထောင်စုတစ်ခုလုံးအတွက်ဖြစ်တယ်လို့၎င်းကဆိုပါတယ်ပြည်ထောင်စုတစ်ခုလုံးအတွက်အရေးကြီးတဲ့တိုက်ပွဲတွေကိုအဲ့ဒီစစ်ကောင်စီရဲ့နေပြည်တော်ပဲပြောပြော မန္တလေးခွင်လိုပဲဆိုဆိုအဲ့ဒီနေရာကနေကြည့်လိုက်ရင်360ဒီဂရီကနေဝိုင်းတိုက်ပြီးဆိုတဲ့အတီကိုကျွန်တော်တို့ပြီးမယ်လို့ဦးမင်းကိုနိုင်ကပြောကြားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဦးရီမွန်ကလည်းအရာရီတိုင်းလွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်ရင်းနဲ့ဒူးရှိနေပြီဖို့တိုက်တွန်းပါရယ်လက်ရှိမှာလူငယ်တွေက PDF ပြစ်ခံယူပြီးအသက်နဲ့ဘဝရှင်တိုက်ပွဲဝင်နေချိန်တော်လန်ပြည်သူတွေကလည်းချွေးနဲ့စာမဖြစ်နိုင်သမျှထောက်ပံ့ရင်တော်လန်ခီစဉ်ကိုအတူတကွာဖြတ်သန်းနေကြပြီဖြစ်တယ်လို့ဝင်စည်းကပြောပါရယ်ဒီတော်လန်ကြီးအောင်ပွဲရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လန်ကြီးပါကျွန်တော်တို့အားလုံးရင်းနှီးရကြုံနဲ့ပါလိမ့်မယ်လို့ဝင်ကြီးဦးရီမ ွန်ကပြောပါရယ်တော်လိုင်းရဲဘော်များအတွက်အားထားရမှာတော်လန်ပြည်သူများသာရှိလို့အီယာရီတိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေကြတယ် PDF ရဲဘော်တွေနဲ့အတူအီယာရီတိုင်းနဲ့မြန်မာပြည်တော်ကတော်လန်ပြည်သူများအလုံးအတူတကဆက်ရှိပေးကြဖို့ဝင်ကြီးကတိုက်တွန်းနှိုးဆော်ခဲ့ပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ရှမ်းမြောက်မှာတိုင်းသားလက်နက်ကိုင်အချင်းချင်းကြားနေမြေအငင်းပွားမှုထပ်မံဖြစ်ပွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်းကြားဒီရက်ပိုင်းတွင်နေမြေအငင်းပွားမှုထပ်မံဖြစ်ပွားကြောင်းဒေသခံတွေစီကသိရပါရယ်ကိုကန့် MM န်ဒီတပ်ဖွဲ့ရဲ့စီးပွားရေးလုပ်တဲ့ကာဒစီ TNNL တပ်ဖွဲ့ဘက်ကဖမ်းထားတာထင်တယ်။ကိုက်ခိုင်မျိုးကကိုက်ခိုင် MND ကတက်သားအပြည့်တင်ပြီးတနက်တွေပါချိန်ပြီးဒရက်ဆက်မောင်းထွက်တယ်။ TNNL ဘက်ကလည်းတိုးဂိတ်မှာတနက်ချိန်ပြီးတားတယ်ရှက်မပြေဘူး။ကိုက်ခိုင်အတွက်မန်ပန်ရွာဘက်ကုန်းပေါ်မှာအချင်းချင်းတနက်တွေချိန်နေကြတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ မေလ16ရက်နေ့ကနေ့လယ်ပိုင်းမှာကိုကန် MND တပ်ဖွဲ့နဲ့ TNL တပ်ဖွဲ့တို့အချင်းချင်းအချိန်ခဏလေးတင်းမာမှုဖြစ်ခဲ့တာလို့သူကပြောပါရယ်။တနက်ဖောက်တန်ကြားတော့ကြားလိုက်ရပေမဲ့ဘယ်ဘက်ကလည်းမသိဘူးလို့ကိုကန်ဒေသခံတယောက်ကပြောပါရယ်။မေလ15ရက်က KYI တပ်မဟာလီတရင်ရှင်နေမြေနံမတူနီကမိုင်းမော်ဘက်က KYI တပ်ဖွဲ့ရဲ့ရှီရန်စခန်းတစ်ခုကို TNL တပ်ဖွဲ့ကအင်အားအလုံးကြီးနဲ့ရောက်လာပြီးတပ်စခန်းရွှေ့ပြောင်းခိုင်းတယ်လို့သိရကြောင်းဒေသခံတွေစီကသိရပါရယ်။ TNL တွေအင်အား300လောက်နဲ့ဝင်စည်းကြတဲ့ KYI ဘက်ကတပ်သား ၃ယောက်လောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရတယ်။အခုကနှစ်ဖက်တာဝန်ရှိသူတွေပြန်လည်တွေ့ဆုံညှိနှိုင်းပြီးအခြေအနေတည်ငြိမ်သွားပြီလို့ဒေသခံတယောက်ကပြောပါတယ်။မေလ၁၄ရက်နေ့၁၅ရက်တွေကနေမိုင်းမော် နမ်ဟိုင်းလန်ကနေစတင်ဖြစ်ပွားခဲ့တယ်လို့ပြောပါရယ် KIA တပ်မဟာတဆဲတရင်နှင့်နေမြေကွန်လုံဘတ်ဒေတာကောရှိန်မောက KIA တပ်စခန်းကိုလည်းမေလ19ရက်နောက်ဆုံးထားပြီး MNDA တွေရွှေ့ခိုင်းနေရလို့ကြားပါရယ်တိစုံစုနေကြတယ်လို့ပြောတာဘာတွေပဲတွေးနေကြလဲမသိဘူးလို့ဒေတာကန်တယောက်ကပြောပါရယ်အခု AB လကုံကနေမေလ10ရက်ဝင်းကျင်လောက်တိ KIA ပါဝင်မြောက်ပိုင်းမဟာမိတ်ညီနောင်တွေ SSPB တို့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမှာနေမြေနဲ့ပတ်သက်နေတာတွေတိုက်ပွဲနဲ့ပတ်သက်တာတွေရောတွေးစုံစုနေကြတယ်လို့သိရကြောင်း KIA ဲ့နီးစပ်တဲ့သူတွေစီကတည်ရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ဖားပုံမျိုးနယ်ကလေမူပလော့စစ်တပ်စခန်းပိတ်ဆိုဝန်းရံခံထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖားပုံမျိုးနယ်မှာရှိတဲ့စစ်ကောင်စီတရဲလေမူပလော့စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းတပ်ကပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးစခန်းကိုလည်းပိတ်ဆိုဝန်းရံထားတယ်လို့ KNU တပ်မဟာငါပြောခွင့်ရပုံမှုကြီးစောကလေးတို့ကသတင်းဌာနကိုပြောပါရတယ်။ KNU တပ်မဟာငါနေမြေအတွင်းရှိစစ်ကောင်စီရဲ့ ထောက်မှုပလဲမဲလေမှုပလော့တက်စကန်ကို FFD drone တပ်ဖွဲ့ဝင်တွေနဲ့ KNN လေး drone တင်နန်းသားတွေကတိုက်ခိုက်နေတာကိုမေလ14ရက်နေ့မှာ Force for Federal Democracy FFD ကလည်းသတင်းထုတ်ပြန်ထားပါတယ်။လေမှုပလော့စကန်ကဖာပွန်မြို့ရဲ့မြောက်ဖက်ကျမ်းမာရှိတဲ့စကန်တစ်ခုဖြစ်ပြီးအဲ့ဒီစကန်ရဲ့ဝင်ထွက်သွားလာနေတဲ့နေရာတွေအလုံးကိုကီယင်မျိုးသားလူမျိုးရေးတပ်မတော် KNN လေးတပ်မဟာငါဦးဆောင်နေတော်လိုင်းပူပေါင်းဖွဲ့ကပိတ်ဆို့ဝန်းရံထားတယ်လို့ပုံမှုကြီးစောကလေးတို့ကဆိုပါတယ်။ ် KNL တမဟာ9ဒေါ်လာရဲ့ပူပေါင်းဖွဲ့ကစစ်ကောင်စီတရင်လေမှုပလော့တက်စကန်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့ပစ်ခတ်လျက်ရှိပြီးစစ်ကောင်စီတပ်ဘက်ကလည်းစကန်နဲ့ကနေပြန်လည်တုံ့ပြန်ပစ်ခတ်နေတာပါအဲ့ဒီစကန်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့သာပစ်ခတ်မှုတွေသာလုံဆောင်နေသေးပြီးစကန်ဘော်ကိုတန်ရောက်တိုက်ခိုက်တာမျိုးတွေမရှိသေးသလိုတိုက်ခိုက်တိစုံတန်ရာရရှိမှုတွေလည်းမတိရသေးဘူးလို့ဘုံမကြီးစောကလေးတို့ကဆိုပါတယ် KNU ဖာပွန်ကရင်တမဟာ9နယ်မြေဧရိယာထဲမှာ KN မျိုးသားလူမျိုးရေးတမရော KNL နဲ့စစ်ကောင်စီတပ်တို့အကြမ်းလက်တလုံးမှာနှစ်ဖက်တိုက်ပွဲ ွယ်ရီအကြီးအကျယ်ဖြစ်ပွားတာမရှိသေးပေမယ့်ဖာပုံဘက်မှာရှိတဲ့တပ်စခန်းတွေကိုကုပေါင်းဘက်ကဖိတ်ဆို့ထားတာပါဒါအပြင်စစ်ကောင်စီဘက်ကဖာပုံခရိုင်တပ်မဟာငါနေမြေတွေကိုလင်းရင်နဲ့ပြန်တန်းလာရောက်ဖုံးကျင်းလာရရှိလို့ဖာပုံအောက်ဘက်ကမမောင်ကနေစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီးမြေလက်ရှိအချိန်ထိကတိုင်တီကိုရောက်ရှိလာတာမရှိသေးပေကမမောင်ဒီမှာသာစင်ရေးလှုပ်ရှားနေတော့မယ်လို့သိရပါတယ်ကမမောင်ကနေကတိုင်တီဘက်ကို စစ်ကူလာဖို့အတွက်စစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNL လီတပ်မဟာကတော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ကြားနေတိုင်းရှင်းဆိုင်တိုက်ပွဲဖြစ်ပွားနေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။